ဖွင့်ဖူးလာပါနေတဲ့မိအောင်ဆုံးများကလာပါနေတဲ့မိအောင်ဆုံးများကဘောမီရဲ့ဆောင်းပါလေအဖိန်းနေဆိုတော့ကားရီတော်တော်လေးကိုချက်ပါတယ်မူလေတပွဲပွဲကြပြီးမြို့ခိုးမြို့ဝေးတည်းလည်းအပြည့်ပဲပေါ့နော်ကျမတို့ကတော့မူလီတိတ်သွားမှပဲပွဲဟဲဆောက်ဝင်တော့ပေါ့နော် တောင်ကြီးရဲ့ဒီကတော့တီးတဲ့အတိုင်းမိုးရွာပြီးတဲ့အချိန်ဆိုတော့တော်တော်လေးအေးပါတယ်။ ုတ်ဦးအရှေ့ရတော့တော်တော်လေးကိုတိုးရပါတယ်ထုံးစံတိုင်းပါပဲ။ဘုံရွာကလူမများလို့ထင်တာဒါမဲ့လူတော့အပြေးပါပဲ။ ောက်ဦးထဲဝင်ပြီးတော့ခဏတော့လုံအောင်တိုးလို့မရပါဘူးလို့အရင်များတော့လေအဲကြောင့်မိဘုံပြန်ရဲ့အနောက်ဖက်အချမ်းမှာပဲအဲ့ဖက်ပဲပတ်သွားလိုက်ရပါတော့ကွင်းချမ်းမာတော့လူအပြေးပါပဲမိပုံးပြန်လုံဖို့စောင့်နေကြပါတော့။မိပုံးပြန်လုံမလားမလုံမလားတော့မတိချသေးဘူးပေါ့နော်။မိုးလည်းကျတာတော့ ဟောရောမိုအေးအေးလေးနဲ့မိဘုံပြန်စောင်းကြည့်ကြပါတော့။နာတော့ရှုနေနေလုံးဝပြီးကျူနေရပါပဲ။ကွင်းထဲမှာကလည်းမြူခိုးမြူငွေတွေကလည်းအပြည့်ပဲပေါ့နော်။ ရင်တည်းနေရာတော့အဲအဝေရာကုန်းတာရာပေါ်မှာကြည့်ရပါတော့ပွဲစီစဉ်တင်ဆက်သူကတော့ခဏနေလွန်တော့မှာပါခဏနေလွန်တော့မှာပါပဲပြောပါတယ်ဒါမဲ့လည်းခုချိမလွန်သေးဘူးပေါ့နော်ဒီနောက်ပိုင်မိုးရထားတော့မိပုံပြန်လာကြည့်မယ်ဆိုအင်ဂျီချူချူလေးဝင်လာကြပါတော့ တချို့လူတွေကတော့မဆောင်နိုင်တော့လို့အကောင်ထပြန်ကြတာပေါ့နော်။မြူငွေတွေကပျောက်သွားတယ်လို့လည်းအများကြီးပြန်ထွက်လာတာပေါ့နော်။ ကျမတို့ကမလွန်တော့ဘူးဆိုပြီးတော့ထပြန်လိုက်တဲ့အချိန်မှာသူကမိဘုံပြန်လို့မယ်ဆိုပြီးတော့ကြင်ညာလိုက်ရပါတော့ လေတော့အရန်တိုက်နေပါတယ်မြူငွေ့ကြတဲ့ခုထိမပြောက်သေးဘူးပေါ့နော်အမြင့်နေနေရောက်လိုက်တော့မမြင်ရတော့ဘူးပေါ့နော်မြူငွေ့နေနဲ့ဖုံးသွားတာပေါ့နော်အရန်ကိုညမျောဖို့ကောင်းပါတယ်တောင်ပိုင်းမိပုံးပြန်ဘလောက်ထိတောင်လာမှလည်းမသိဘူးပေါ့နော်အခုတော့မှမြူငွေရင်နဲ့ဖုံးသွားတော့မှသူကအဲ့မီရှူးတွေကအာတိတိလေးတွေမြင်နေရသေးရေပေါ့နော် တော့မိဘုံပြန်ကြည့်လိုက်ရအောင်ပေါ့နော်မိဝရင်အုံနေလို့မိဘုံပြန်လွန်လိုက်ရင်ချက်ချင်းဘာမှမြင်ရတော့တော့အဲ့လိုအမြင်ရတာနဲ့ချက်ချင်းဟိုမှာမောင်းတာမပြောဖို့ကောင်းတယ်အခုတော့ပြန်တော့မှာပေါ့နော်မိဘုံပြန်လည်းကြည့်လို့မရအောင်ဒီကိစ္စကိုလည်းကောင်းကြည့်ကြအောင်ကောင်းကြည့်ကြအောင် ဒါကတော့အပြင်ကနေလမ်းကြီးရဲ့ဘူပေါ့နော်။သူများအိမ်ကနေလမ်းရိုက်တာမြင်ရတယ်ပေါ့နော်။တင်ချလေးပေါ့နော်။ကွင်းထဲကကြီးကတော့ပါမသိမ့်မမြင်ရပါပေါ့နော်။တော်တော်လေးကိုလာပါတယ်။အရင်အရင်လာပါရင်ပေါ့နော်။နာမည်ညရရတော့ရတီဥတုကောင်းမှုမျိုး Channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတွားကြပါအောင်ရှင်။